ကြည့်ရှုသူမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ငားလာပိုင်းနှစ်ရည်နှစ်မှာထွက်ရှိမဲ့၈ချိန်မြောက် 3D အတွက်ကစားသည့်နဲ့ခဏန်းတစ်ခွက်ကိုစတင်တွက်ပြပေးသွားမှာဖြစ်ပါတယ်ထိတ်စီးရှာပြပေးသွားမှာဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်းငားငားရဲ့ပါဝါ၃ညကဒီ၃လုံးပေါင်းခြင်း၃ညဖြစ်ပါတယ်ပါဝါတလဲဒက်တလဲယူပါမယ် ဒီသုံးလုံးပေါင်းခြင်းတစ်ဖြစ်တယ်လို့ဒီသုံးလုံးပေါင်းခြင်းတစ်ဖြစ်နေပါတယ်ဒီသုံးလုံးပေါင်းခြင်းခုနှစ်ခုနှစ်ရဲ့ပါဝါနှစ်ကဒီသုံးလုံးပေါင်းခြင်းနှစ်ဖြစ်ပါတယ်ဒါကြောင့်ဒီသုံးလုံးပေါင်းခြင်းတစ်ဖြစ်တယ်လို့ဒီသုံးလုံးပေါင်းခြင်းတစ်ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း၄ဖြစ်တဲ့အတွက်ခုနှစ်ပေါင်းရမှာဖြစ်ပါတယ်ထိတ်စီးခုနှစ်ပါ နောက်တစ်ချက်ကဒီ၃ခတ်မှာဒီ၃လုံးပေါင်းခြင်း၅၅ရဲ့နှစ်ခတ်၃ကဒီနှလုံးပေါင်းခြင်း၃ဖြစ်နေပါတယ်ဒီ၃လုံးပေါင်းခြင်း၃၃ရဲ့နှစ်ခတ်၅ကဒီနှလုံးပေါင်းခြင်း၅ဖြစ်နေပါတယ်ဒီ၃လုံးပေါင်းခြင်း၅ဖြစ်တဲ့အတွက်၅ရဲ့နှစ်ခတ်၃ကဒီနှလုံးပေါင်းခြင်း၃ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ6ရှိတဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ် ထိတ်စီးခုနှစ်ပါနောက်တစ်ချက်ဒီငါးလုံးပေါင်းခြင်းရှစ်ဖြစ်ပါတယ်ဒီငါးလုံးပေါင်းခြင်းရှစ်ဖြစ်ပါတယ်ဒီငါးလုံးပေါင်းခြင်းလည်းရှစ်ဖြစ်ပါတယ်ဒါကြောင့်ဒီငါးလုံးပေါင်းခြင်းလည်းရှစ်ဖြစ်ရမှာဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်းတစ်ဖြစ်တဲ့အတွက်ခုနှစ်ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ထိတ်စီးခုနှစ်ပါ လက်ထိုင်ရှာပြပေးတော့မှာဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း၄ဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း၅ဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း၆ဖြစ်ပါတယ်၄၅၆ခုနှစ်ဖြစ်ဖို့အတွက်ဒီလေးလုံးပေါင်းခြင်းခုနှစ်ဖြစ်မှာဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်း၆ဖြစ်တဲ့အတွက်တစ်ပေါင်းရမှာဖြစ်ပါတယ်အလဲထိုင်တစ်ပါး နောက်တနည်းနဲ့လက်ထိုင်ရှာပြပေးသွားမှာဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း၅၅ရဲ့ပါဝါ၃ညကအလက်ထိုင်၃ညဖြစ်လာပါတယ်။ဒီ၃လုံးပေါင်းခြင်း၄ရဲ့ပါဝါ၉ကအလက်ထိုင်၉ဖြစ်လာပါတယ်။ဒီ၃လုံးပေါင်းခြင်း၃ရဲ့ပါဝါ၈ကအလက်ထိုင်၈ဖြစ်လာပါတယ်။ဒါကြောင့်ဒီ၃လုံးပေါင်းခြင်း၆ဖြစ်တဲ့အတွက်၆ရဲ့ပါဝါ၁ကအလက်ထိုင်၁ဖြစ်လာရမှာဖြစ်ပါတယ်။ နောက်ပိတ်ရှားပြပေးတော့မှာဖြစ်ပါတယ်ဒီမှာတုံညာရှိသလိုဒီ၃လုံးပေါင်းခြင်းတုံညာဖြစ်နေပါတယ်ဒီမှာခုနှစ်ရှိသလိုဒီ၃လုံးပေါင်းခြင်းခုနှစ်ဖြစ်နေပါတယ်ဒီမှာ၄ရှိသလိုဒီ၃လုံးပေါင်းခြင်း၄ဖြစ်နေပါတယ်ဒါကြောင့်ဒီမှာ၃ရှိတဲ့အတွက်ဒီ၃လုံးပေါင်းခြင်း၃ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း၁ဖြစ်တဲ့အတွက် နှစ်ပေါင်းရမှာဖြစ်ပါတယ်။နောက်ပိတ်နှစ်ပါ။နောက်တစ်ချက်ဒီနှလုံးပေါင်းခြင်းတစ်ဖြစ်ပါတယ်။ဒီနှလုံးပေါင်းခြင်းနှစ်ဖြစ်ပါတယ်။ဒီနှလုံးပေါင်းခြင်းသုံးဖြစ်ပါတယ်။ကျွန်တော်တို့ကနောက်ပိတ်နှစ်ယူထားတဲ့အတွက်ဒီနှလုံးပေါင်းခြင်းလေးဖြစ်နေပါတယ်။ထပ်ပြီးတော့နောက်ပိတ်ရှာပြပေးသွားမှာဖြစ်ပါတယ် ဒီနည်းကတော့ငါးချိန်မြောက်မှာကျွန်တော်နောက်ပိတ်လေ့ယူခဲ့တဲ့နည်းဖြစ်ပါတယ်။ဒီသုံးလုံးပေါင်းခြင်းကိုကိုယ့်ရဲ့နှက်ခတ်6ကဒီနှလုံးပေါင်းခြင်း6ဖြစ်ပါတယ်။ဒီနေရာမှာဖြစ်နိုင်ခြေခဏ3 4 5 3သုံးမျိုးရှိပါတယ်။ဒီသုံးလုံးပေါင်းခြင်း6 6ရဲ့နှက်ခတ်9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်။ဒီနေရာမှာဖြစ်နိုင်ခြေခဏ3 9 1 2 3မျိုးရှိပါတယ်။ ဒီ၃လုံးပေါင်းခြင်း၃ညာ၃ညာရဲ့နက္ခတ်ခုနှစ်ကဒီ၄လုံးပေါင်းခြင်းခုနှစ်ဖြစ်ပါတယ်ဒီနေရာမှာဖြစ်နိုင်ခြေခဏန်း1 3 4 3မျိုးရှိပါတယ်ကျွန်တော်ကတော့နောက်ပိတ်နှစ်ယူထားတဲ့အတွက်ဒီ၃လုံးပေါင်းခြင်း6 6ရဲ့နက္ခတ်9ကဒီ၄လုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီနေရာမှာကတော့ဖြစ်နိုင်ခြေခဏန်း3မျိုး1 3 4ဖြစ်ပါတယ် အလဲထိုင်းနောက်ပိတ်အတွဲကိုရှာပြပေးသွားမှာဖြစ်ပါတယ်။ဒီနီးကတော့၅ချိန်မြောက်မှာကျွန်တော်ခွန်လေးအတွဲယူခဲ့တဲ့နီးဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း၁တည့်ရဲ့နက္ခတ်၈ကဒီ၃လုံးပေါင်းခြင်း၈ဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း၆၆ရဲ့နက္ခတ်၉ကဒီ၃လုံးပေါင်းခြင်း၉ဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း၁၂ရဲ့နက္ခတ်၄ကဒီ၃လုံးပေါင်းခြင်း၄ဖြစ်ပါတယ်။ ကျွန်တော်တို့ကအလဲထိုင်တစ်ယူထားတဲ့အတွက်ဒီ၃လုံးပေါင်းချင်း၃ည၃ညရဲ့နှက်ခွနစ်ကဒီ၃လုံးပေါင်းချင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းချင်း9ဖြစ်တဲ့အတွက်နှစ်ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့အလဲထိုင်တစ်နောက်ပိတ်နှစ်အတွဲကကန့်ညင်မှုရှိနေပါတယ်ထပ်ပြီးတော့အလဲထိုင်နောက်ပိတ်အတွဲကိုရှာပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ကလည်း 5ချိန်မြောက်မှာကျွန်တော်ခွန်လေးအတွဲယူခဲ့တဲ့ဤဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း6ဖြစ်တယ်လို့ဒီ၄လုံးပေါင်းခြင်း6ဖြစ်နေပါတယ်။ဒီ၃လုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီ၄လုံးပေါင်းခြင်း9ဖြစ်နေပါတယ်။ဒီ၃လုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီ၄လုံးပေါင်းခြင်း9ဖြစ်နေပါတယ်။ကျွန်တော်တို့ကအလဲထိုင်1ယူထားတဲ့အတွက်ဒီ၃လုံးပေါင်းခြင်း9ဖြစ်ပါတယ်။ဒါကြောင့် ီနှလုံးပေါင်းခြင်း၉ဖြစ်ရမှာဖြစ်ပါတယ်။ဒီမှာခုနှစ်ရှိတဲ့အတွက်နှစ်ပေါင်းရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့အလဲထိုင်၁နောက်ပိတ်နှစ်အတွဲကကန့်ညီမှုရှိနေပါတယ်။အလဲထိုင်နောက်ပိတ်ပေါင်းခြင်းနဲ့ထိပ်စီးအတွဲကို ရှာပြပေးတော့မှာဖြစ်ပါတယ်။ဒီ၅လုံးပေါင်းခြင်း၆၆ရက်နှက်ခတ်၉ကဒီနှလုံးပေါင်းခြင်း၉ဖြစ်နေပါတယ်။ ဒီငါးလုံးပေါင်းခြင်းခုနှစ်ခုနှစ်ရဲ့နှက်ခတ်၃ညကဒီနှလုံးပေါင်းခြင်း၃ညဖြစ်နေပါတယ်ဒီငါးလုံးပေါင်းခြင်း၆၆ရဲ့နှက်ခတ်၉ကဒီနှလုံးပေါင်းခြင်း၉ဖြစ်နေပါတယ်ကျွန်တော်တို့ကထိတ်စည်းခွန်ယူထားတဲ့အတွက်ဒီငါးလုံးပေါင်းခြင်း၅ဖြစ်ပါတယ်ငါးရဲ့နှက်ခတ်၃ဖြစ်ဖို့အတွက်အလဲထိုင်နောက်ပိတ်ပေါင်းခြင်း၃ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ ထိတ်စည်းခွန်အလဲထိုင်1နောက်ပိတ်2အတွဲကကိုက်ညီမှုရှိနေပါတယ်ထိတ်စည်းအလဲထိုင် ပေါင်းခြင်းနဲ့နောက်ပိတ်အတွဲကိုချပြပေးသွားမှာဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း6 6ရဲ့နက်ခတ်9ကဒီလေးလုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း1 1ရဲ့နက်ခတ်8ကဒီလေးလုံးပေါင်းခြင်း10ဖြစ်ပါတယ် ဒီလေလုံးပေါင်းခြင်းရှစ်ရှစ်ရဲ့နှက်ခတ်တစ်ကဒီလေလုံးပေါင်းခြင်းတစ်ဖြစ်ပါတယ်ကျွန်တော်တို့ကထိတ်စည်းခွန်အလဲထိုင်တစ်ယူထားတဲ့အတွက်ဒီလေလုံးပေါင်းခြင်းနှစ်နှစ်ရဲ့နှက်ခတ်လေးကဒီလေလုံးပေါင်းခြင်း၄ဖြစ်မှာဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်းနှစ်ဖြစ်တဲ့အတွက်နှစ်ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိတ်စည်းခွန်အလဲထိုင်တစ်နောက်ပိတ်နှစ်အတွဲကကိုက်ညီမှုရှိနေပါတယ် ထေစီနောက်ပိတ်အတွဲကိုချပြပေးတော့မှာဖြစ်ပါတယ်။ဒီလေးလုံးပေါင်းခြင်းနှစ်နှစ်ရဲ့ပါဝါခုနှစ်ကဒီသုံးလုံးပေါင်းခြင်းခုနှစ်ဖြစ်ပါတယ်။ပါဝါတလက်နက်ခတ်တလက်ယူပါမယ်။ဒီလေးလုံးပေါင်းခြင်းတတရဲ့နက်ခတ်ရှစ်ကဒီသုံးလုံးပေါင်းခြင်းရှစ်ဖြစ်ပါတယ်။ဒီလေးလုံးပေါင်းခြင်းကိုကိုရဲ့ပါဝါ၄ကဒီသုံးလုံးပေါင်းခြင်း၄ဖြစ်ပါတယ်။ကျွန်တော်တို့ကထိတ်စီးခွန်ယူထားတဲ့အတွက် ဒီလေးလုံးပေါင်းခြင်းကိုကိုယ့်ရဲ့နှက်ခတ်6ကဒီသုံးလုံးပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း4ဖြစ်တဲ့အတွက်နှစ်ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိတ်စည်းခွန် နောက်ပိတ်နှစ်အတွဲကကာညီမှုရှိနေပါတယ်ပရိရှာပြပေးတာမှာဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်း3ည3ညရဲ့ပါဝါ5က ထိပ်စီး၈ကိုဘရိတ်ခွန်ပောင်းခြင်း၅ဖြစ်ပါတယ်။ဒီ၃လုံးပောင်းခြင်းကိုကိုယ့်ရဲ့ပါဝါ၄ကထိပ်စီးခွန်ကိုဘရိတ်ခွန်ပောင်းခြင်း၄ဖြစ်ပါတယ်။ဒီ၃လုံးပောင်းခြင်း9ခုနှစ်ရဲ့ပါဝါ၂ကထိပ်စီး၈ကိုဘရိတ်၄ပောင်းခြင်း၄ဖြစ်ပါတယ်။ဒါကြောင့်ဒီ၃လုံးပောင်းခြင်း9ခုဖြစ်တဲ့အတွက်9ခုရဲ့ပါဝါ၂ကထိပ်စီး၄ကိုဘရိတ်၃ညပောင်းရမှာဖြစ်ပါတယ်။ဘရိတ်၃ညပါ။ ထပ်ပြီးတော့ break ရှာပြပေးတော့မှာဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း6 6ရဲ့နှက်ခတ်9ကဒီ၄လုံးပေါင်းခြင်း2ကို break ခွန်ပေါင်းခြင်း9ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း8 8ရဲ့နှက်ခတ်1ကဒီ၄လုံးပေါင်းခြင်း4ကို break ခွန်ပေါင်းခြင်း1ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း8 8ရဲ့နှက်ခတ်1ကဒီ၄လုံးပေါင်းခြင်း9ကို break 4ပေါင်းခြင်း1ဖြစ်ပါတယ်ဒါကြောင့် ဒီ၃လုံးပေါင်းခြင်းနှစ်ဖြစ်တဲ့အတွက်နှစ်ရဲ့နှက်ခတ်၄ကဒီနှလုံးပေါင်းခြင်း၄ကိုဘရိတ်၃ညပေါင်းခြင်း၄ဖြစ်ရမှာဖြစ်ပါတယ်ဘရိတ်၃ညပါဒါကြောင့်ဘရိတ်၃ညနဲ့ထိတ်စည်းခွန်အလဲထိုင်း၁နောက်ပိတ်၂ခွန်၁နှစ်တဲတကွက်ရလာပါတယ် ခွန်တင်းနှစ်ကိုနောက်တစ်မျိုးနဲ့တွက်ပြပေးသွားမှာဖြစ်ပါတယ်။နောက်ပိတ်ချပြပေးသွားမှာဖြစ်ပါတယ်။ဒါကတော့2024ထွက်စင်ပါ။ဒါကတော့2025ထွက်စင်ပါ။ဒီနှလုံးပေါင်းခြင်း ကိုဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်းကိုဖြစ်နေပါတယ်။ဒီနှလုံးပေါင်းခြင်းတဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်းတဖြစ်နေပါတယ်။ဒီနှလုံးပေါင်းခြင်းတုံညာဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း တုံညဖြစ်နေပါတယ်။ဒါကြောင့်ဒီနှလုံးပေါင်းခြင်းကိုဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်းကိုဖြစ်ရမှာဖြစ်ပါတယ်။ဒီမှာခုနှစ်ရှိတဲ့အတွက်နှစ်ပေါင်းရမှာဖြစ်ပါတယ်။နောက်ပိတ်နှစ်ပါ။လက်ထိုင်ရှာပြပေးသွားမှာဖြစ်ပါတယ်။ဒီနှလုံးပေါင်းခြင်း၃ဖြစ်သလိုဒီနှလုံးပေါင်းခြင်း၃ဖြစ်နေပါတယ်။ဒီနှလုံးပေါင်းခြင်း၂ဖြစ်သလို့ ဒီနှလုံးပေါင်းခြင်းနှစ်ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်းကိုဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်းကိုဖြစ်နေပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း ခုနှစ်ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်းခုနှစ်ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ6ရှိတဲ့အတွက်တစ်ပေါင်းရမှာဖြစ်ပါတယ်အလဲထိုင်းတစ်ပါဖေးစီရှာပြပေးတော့မှာဖြစ်ပါတယ် ဒီ၃လုံးပေါင်းခြင်း၃ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း2ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း1ဖြစ်ပါတယ်၃2 1၃ညဖြစ်ဖို့အတွက်ဒီ၃လုံးပေါင်းခြင်း၃ညဖြစ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကနောက်ပိတ်2ယူထားတဲ့အတွက်ဒီ၄လုံးပေါင်းခြင်း၃ဖြစ်ပါတယ်ဒါကြောင့်၃ညဖြစ်ဖို့အတွက်ခုနှစ်ပေါင်းရမှာဖြစ်ပါတယ်ထိပ်စီးခုနှစ်ပါ ပြိရှာပြပေးသွားမှာဖြစ်ပါတယ်။ဒီနှလုံး ပေါင်းခြင်းငါးဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်းရှစ်ကိုပြိခွန်ပေါင်းခြင်းငါးဖြစ်နေပါတယ်။ဒီနှလုံးပေါင်းခြင်းသုံးဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်းနှစ်ကိုပြိတက်ပေါင်းခြင်းသုံးဖြစ်နေပါတယ်။ဒီနှလုံးပေါင်းခြင်းလေးဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်းသုံးကိုပြိတက်ပေါင်းခြင်းလေးဖြစ်ပါတယ်။ဒါကြောင့်ဒီနှလုံးပေါင်းခြင်း6ဖြစ်တဲ့အတွက် ီနှလုံးပေါင်းခြင်း6ကိုဗရိတ်၃ညာပေါင်းခြင်း6ဖြည့်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဗရိတ်၃ညာပါနောက်ဆုံးအနေနဲ့ break ရှာပြပြီးတော့ကျွန်တော်ရဲ့ video file ကိုအဆုံးသတ်မှာဖြစ်ပါတယ်။ဒီလေးလုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီမှာ break ခွန်ဖြစ်နေပါတယ်။ဒီလေးလုံးပေါင်းခြင်း1ဖြစ်တယ်လို့ဒီမှာ break 1ဖြစ်နေပါတယ်။ ဒီလေးလုံးပေါင်းခြင်းတစ်ဖြစ်တယ်လို့ဒီမှာ break တစ်ဖြစ်နေပါတယ်။ဒါကြောင့်ဒီလေးလုံးပေါင်းခြင်း၃ညဖြစ်တဲ့အတွက်ဒီမှာ break ၃ညဖြစ်ရမှာဖြစ်ပါတယ်။ break ၃ညပါနထောင်းနဆန်ငါးလပိုင်းနှစ်ရည်နေ့မှာထွက်ရှိမဲ့ရှစ်ကြိမ်မြောက် 3D အတွက်ကစားအသင်းနဲ့ကနန်းတကွက်ကတော့ခွန်တစ်နှစ တဲတကွက်ဖြစ်ပါတယ်။ကြည်ရှိသူမိတ်ဆွေအားလုံးကိုစိတ်နှပြချမ်းသာပြီးကံကောင်းခြင်းတွေနဲ့ပြည့်စုံနိုင်ပါစေ။